တရားသူကြီးတွေဟာသမရကိုစိတ်ထဲမှာထားပဲနဲ့သမရရဲ့လုပ်ပိုင်ခွင့်ကိုလူယူနေတယ်ဆိုပြီးတော့ American Imperial ကပြောပါလေတရားသူကြီးတွေရဲ့လုပ်ရက်တွေဟာဘုံကျော်နေပြီလို့ Imperial ကဆိုပါလေ American တရားသူကြီးတွေဟာသမရ Trump ရဲ့အစိုးရဖွဲ့အားပြစ်မှတ်ထားတဲ့စီရင်ချက်တွေချမှတ်ပြီးနောက် Trump ရဲ့လုပ်ပိုင်ခွင့်အာဏာကိုအတင်းအကျပ်လူယူပြီးသမရအာဏာနဲ့ထိတ်တဲတွေ့နေကြောင်း Imperial ကပြောခဲ့တယ်လို့ Bangkok Post ကဖော်ပြပါတယ် အမေရိကန်တရားသူကြီးတွေရဲ့စီရင်ချက်ထဲမှာဗီနီဇွဲလားရွှေ့ပြောင်းနေထိုင်သူတွေနေရပြန်ပို့မယ်အစီအစဉ်အားတောင်မြစ်ပိတ်ပင်ခဲ့မှုလည်းပါပါတယ်ဒီလိုတောင်မြစ်ပိတ်ပင်မှုကြောင့်တရားသူကြီးတွေဟာခရိုင်ရဲ့အမျက်ဒေါသခံခဲ့ရပါတယ်ခရိုင်ရဲ့အစိုးရဖွင့်တဲ့သက်ဆိုင်တဲ့ကိစ္စတွေကိုကင်တွယ်ဖြေရှင်းဖို့ဘက်လိုက်တဲ့တက်ကြွလှုပ်ရှားသူတွေလိုမျိုးစီမံဆောင်ရွက်နေတဲ့တရားသူကြီးတွေကိုရွေးချယ်ဖို့ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့တယ်လို့အင်ဖြူရသတင်းပြန်ကြားရေးအရာရှိ ကာယိုလိုင်းလစ်ဗစ်ကပြောပါလေဒီတရားသူကြီးတွေဟာနိုင်ငံရဲ့သမ္မတလည်းဖြစ်နိုင်ငံတော်ကြီးကဲလည်းဖြစ်တဲ့ဒေါ်နယ်ထရန့်ရဲ့စိတ်ဆန္ဒကို အတင်းအဓမ္မလူယူနေုံသာမကအမေရိကန်ပြည်သူတွေရဲ့စိတ်ဆန္ဒကိုလည်းရော့ပောင်းအောင်လှုံ့ဆော်နေတယ်လို့သတင်းစာရှင်းပွမှာပြောပါလေနောက်ပြီးပြီးခဲ့တဲ့တဲ့င်ဘက်ကရွှေပြောင်းတွေကိုနေရပြန်ဖို့မဲ့လေကြောင်းခီးစဉ်ကိုဆိုင်းငံ့ဖို့အမိန့်ပေးခဲ့တယ်။ခရိုင်တရားသူကြီး James Bow ဘာကိုအဓိကထားပြီးတော့ဝေဖန်ခဲ့တာဖြစ်ပါလေ ဖရန့်ဆိုရောက်ဖွဲ့ဟာဗင်နီဇွဲလာလူစုခိုင်းဝင်များတို့ကြေညာထားတယ်။ရွှေပြောင်း200ကျော်ကိုနေရက်ပြန်ပို့ဖို့စစ်အတွင်းကဥပဒေအောင်မြင်ញံပြီးစီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ပါလေ။တက်ကြွလှုပ်ရှားတဲ့တရားသူကြီးတယောက်ကသမရောင်းလုံပန်ခွင့်ကိုအတရားဓမ္မလူယူဖို့ကြိုးပမ်းနေဆိုတာအရန်ပေါ်လွင်တယ်လို့အင်ဖြူတော်ကပြောခဲ့ပြီးတရားသူကြီးကိုဒီမိုကရက်တက်ကြွလှုပ်ရှားသူလို့သုံးနှုန်းပြောပါလေ။ထရန့်ကလည်းတရားသူကြီးဘိုဘတ်စ်အားဆွဆွဲပစ်တင်မှုတိုက်တွန်းခဲ့ပြီးဘိုဘတ်စ်ဟာ လက်ဝဲဆွံ့ရတူပြဿနာကိုဖန်တီးသူတူအိုဘမကခံထားတဲ့သွေးထိုးနှုံဆော်သူဖြစ်ကြောင်းပြောပါလေတရားရုံးချုပ်တရားသူကြီးဂျွန်ရောဘတ်စ်ကတော့ထရမ့်မချက်စကားကိုလူသိရှင်ကြားဝေဖန်ခဲ့ပြီးတရားစီရင်တဲ့ဆုံးဖြတ်ချက်ကိုသဘောမတူတဲ့အတွက်ဆွဆွဲပြစ်တင်ဖို့တောင်းဆိုမှုဟာတင့်တော်တဲ့အကြောင်းပြချက်မဟုတ်ဘူးလို့ပြောကြားခဲ့ပါလေ